ရှင်းနေပေါင်းများစွာကလေးကကောင်းငင်ဘုံမတိမျိုးနမင်းတွေဟာကဘာမြေပေါ်ကကိစ္စတွေကိုစီမံခဲ့ကြပြီးပင်လယ်သမုဒ္ဒရာကိုတော့ငကားတွေကြီးစိုးကြပါတယ်။ကဘာမြေပေါ်မှာတော့နှစိုးတွေနဲ့ရောရှက်နေပါတယ်။တညမှာတော့မော့ကြောင်လုံးတစ်ခုမှမြောက်တကောင်မွေးဖွားလာခဲ့ပါတယ်။သူ့ရဲ့မျက်လုံးကနေထိမရပဲအလင်းနှင်းတွေလွတ်နေတာကိုမိုးနှံမင်းကြီးကမြင်ပြီးသူ့ကိုလှမ်းပြဖို့လုပ်ပေမဲ့ဗုဒ္ဓကသားမြစ်လိုက်ပါတယ်။မြောက်ခလေးဟာမိသားစုရှိတဲ့မြောက်တွေကိုအားကျပြီးချမ်းမြောက်တွေနဲ့ရောင်းဝင်ပေမဲ့ဝိုင်းကျင်တာကိုခံခဲ့ရပါတယ်။ တနေ့တော့မြောက်ဖိုးကြီးပြောတဲ့အစည်းကမ်းတွေကိုချိုးဖောက်မိတဲ့အချိန်နဆိုးကြီးရောက်လာပြီးမြောက်ငယ်တကောင်ကိုဖမ်းခေါ်သွားပါတယ်။ဒါကိုသူ့ကြောင့်ပဲလို့ပြစ်တင်ပြီးအုံလီတွေနဲ့ဝိုင်းပြေးကြပေမဲ့သူကတော့အုံလီတွေကိုယူသွားပြီးနဆိုးကိုပြန်တိုက်ဖို့လေ့ကျင့်နေပါတယ်။နောက်တစ်ခါနဆိုးပေါ်လာပြီးမြောက်ပေါက်လေးကိုဖမ်းခေါ်မယ်လို့တော့သူဟာအုံလီနဲ့ပြစ်ပေါက်ပြီးတိုက်ခိုက်ပေမဲ့မြောက်ပေါက်လေးဟာနဆိုးလက်ထဲပါသွားပါတယ်။ မြောက်အစုဟာလည်းနဆိုးကိုတိုက်ဖို့လက်နက်လိုကြောင်းတကားမင်းစီမှလက်နက်ရှိကြောင်းပြောလို့ပင်လယ်ရေအောက်ကိုဆင်းလာခဲ့ပါတယ်။ပင်လယ်အောက်ရောက်တော့ပင်လယ်ထဲမှာရှိတဲ့မဟာတိုင်ကြီးကိုလက်နက်အဖြစ်သုံးဖို့ယူလာခဲ့လိုက်ပါတယ်။လက်နက်ရလာတော့သူဟာမိစာကြီးကိုတိုက်ဖို့တဖက်ကန်ကရေကူပေါက်ထဲကိုဝင်သွားပြီးကလေးကိုကွယ်ထုတ်ချိန်မိစာကြီးရောက်လာပြီးစတင်တိုက်ခိုက်ပါတယ်။တော်ကြလာတော့မိစာကြီးကိုတိုက်ခိုက်နိုင်ယူလိုက်ပြီးမြောင်မင်းဆိုတဲ့ဘွဲကိုရရှိသွားပါတယ် မြောင်ဖိုးကြီးကနမင်းကြီးတွေအာယုံဆိုင်ဖို့နဆိုးကောင်တရားနှိမ့်နေရမယ်အကြောင်းပြောလို့သူဟာနဆိုးတွေကိုလိုက်နှိမ့်နေမှာတော့တယ်။တရရောက်တော့နဆိုးတရားပြေးဖို့အတွက်လူရဲတကောင်ကိုနှိမ့်နေဖို့ရွာတရွာကိုရောက်သွားပါတယ်။ပြီးတော့မိနဆိုးကိုအပြန်အလှန်တိုက်ခိုက်ရင်အနိုင်ယူလိုက်နိုင်ပြီးလက်ထောက်ကောင်မလေးတယောက်ပါရရှိလိုက်ပါတယ်။ပြီးတော့မြောင်မင်းကိုဂုံပြွက်ခြင်းမှနေချင်းငကားမင်းရဲ့အဖွဲ့ကသူ့ရဲ့တန်တုပ်ကိုလာခိုးကြပါတယ်။ ညောင်မင်းကလည်းပြန်လိုက်လို့တော့ငကမင်းရဲ့အဖွဲဟာကြောက်ထဲပြုတ်ကျသွားပြီးတန်တုပ်ကိုရမသွားလိုက်ပါဘူး။ပြီးတော့မြောင်မင်းကမတင်မျိုးဖြစ်ဖို့အတွက်တင်ချိုင်းကနေတဆင်ငရဲပြည်ကိုသွားကြပါတယ်။ငရဲပြည်ရောက်တော့သူတို့နမည်စရင်ရှိတဲ့အစာအုပ်ကိုလိုက်ရှာနေချိန်ငရဲမင်းကြီးကတိသွားပြီးတိုက်ခိုက်ဖို့စတင်ပါတော့တယ်။မြောင်မင်းကကိုဝါးရီနဲ့တိုက်ခိုက်နိုင်ယူလိုက်ပြီးသူနမည်စရင်ကိုဖျက်လိုက်ပါတယ်။ ပြီးတော့ငရဲမင်းကြီးကနမင်းကြီးကိုဆက်သွယ်နေခြင်းမတင်မျိုးဖြစ်ဖို့ထာဝရအသက်စာအုပ်ကိုလိုအပ်ကြောင်းသိသွားပြီးစာအုပ်ကိုလူယူခဲ့လိုက်ပါတယ်။စာအုပ်ထဲမှာမမွန်ဥယင်တဲကမမွန်မွန်ဒီကိုစားမှမတင်မျိုးအစ်ဖြစ်မဲ့ရေးထားတာကြောင့်မမွန်ချန်စီကိုသွားကြပါတယ်။တစ်ဖက်မှာတော့ငကားမင်းဟာမမွန်မဲသူ့လောက်ခါအစိတ်ခတ်တာပြီးတန်တော့ကိုခိုးဖို့အစီအစဉ်ပါတော့တယ်။ဒါပေမဲ့အားလုံးဟာအစိတ်ပြင်းပြီးမအောင်မြင်လိုက်ပဲမြောင်မင်းဟာလည်းမတင်မျိုးဖြစ်ဖို့မအောင်မြင်လိုက်ပါဘူး။ ။ဒါကြောင့်မော်စရာမဝယ်မှုဖော်ဆက်ထားတဲ့အမတ်တဆေးယူကိုယူဖို့နှက်ပြီကိုသွားပါတော့တယ်။စံတက်ခံထဲမှာရှိတဲ့စေးရီတွေကိုလိုက်မိတော့မြောင်မင်းဟာတဖြည်းဖြည်းသေးသွားပြီးမြောက်ပေါက်လေးပြန်ဖြစ်သွားပါတယ်။ဒါပေမဲ့စေးရီတစ်မျိုးကိုတောက်ပြီးမူလခန္ဓာကိုယ်ကိုပြန်ရချင်းမော်စရာမဝံမူရောက်လာပါတယ်။ပြီးတော့ဝံမူနဲ့တိုက်ခိုက်ရင်အမတ်စေးရီကို ဖော်ဆက်ပါတော့တယ်။ဖော်ဆက်ပြီးတော့ဝံမူကစေးရီကိုဖျက်ဆီးလိုက်ပြီးမြောင်မင်းကိုမိုးကျွန်းနဲ့တိုက်ခိုက်တော့မြောင်မင်းဟာတတိလစ်သွားပါတယ်။ ဒါပေမဲ့လက်ထောက်ကတရုတ်ကိုပြစ်ပေးလိုက်တော့တတိပြန်ရလာပြီးဝမ်မူရဲ့မိုးချိုးကြောင့်ပဲမသိမျိုးဖြစ်သွားပါတယ်။မြောင်မင်းဟာဝမ်မူကိုပြန်လိုက်မယ်လို့တော့လက်ထောက်ကသားမရတဲ့အစုံနှက်ပြေက ခုံကြတော့မြောင်မင်းဟာလိုက်ခဲ့ပါတော့တယ်။ပြီးတော့လက်ထောက်ဟာမသိမျိုးတယောက်ကရေထဲမှာဘလောက်နေနိုင်လဲစိန်ခေါ်တော့မြောင်မင်းဟာရေထဲဆင်းနေချိန်တန်တုပ်ကိုနဂါးမင်းစီကလူတွေကလာရောက်ယူဆောင်သွားပါတယ်။ပြီးတော့နဂါးမင်းကြီးကလက်ထောက်ရဲ့ရွာကို မိုးရွာအောင် လုပ်ပေးမယ်အစားရေနဲ့ဖြည့်ဆည်းဖို့လုပ်ပါတော့တယ်။ မြောင်မင်းနဲ့ဒကာမကြီးတို့တိုက်ခိုက်ချိန်လက်ထောက်ကောင်မလေးဟာမြောင်မင်းကိုမိုးကျိုးနဲ့ပြစ်ဖို့ပြောပါတယ်။ဒကာမကြီးကလည်းမိုးကျိုးနဲ့ပြစ်တော့မြောင်မင်းဟာရေထဲရောက်သွားတော့သူ့ရဲ့တန်တုပ်ကိုပြန်ရလိုက်ပြီးမိုးကျိုးကြောင့်ခန္ဓာကိုယ်လည်းပိုကြီးလာပါတယ်။မြောင်မင်းဟာသူ့ရဲ့တန်တုပ်ကိုလှည့်ပြီးဒကာမင်းရဲ့လက်တွေကိုချိုးလိုက်ပါတယ်။ပြီးတော့အချိန်ချင်းတိုက်ခိုက်ပြီးဒကာမင်းကြီးကိုအနိုင်ယူလိုက်နိုင်ပါတယ်။မြောင်မင်းဟာစိတ်ကြီးဝင်သွားပြီးနှက်ပြီကိုချင်းချောက်ပြီးနှက်ဘိတ်မှန်ကိုပါဖြုတ်ခွဲပစ်လိုက်ပါတော့တယ်။ နမင်းကြီးဟာလည်းနနပောက်ကိုလွတ်လိုက်တော့မြောင်မင်းဟာနနပောက်ကိုရိုက်ပြီးနှက်ပြေကိုပြန်ပို့လိုက်ပါတယ်။လက်ထောက်ကသားပေမဲ့မြောင်မင်းဟာစိတ်ရမ်းဝင်ပြီးသားမရတော့ပါဘူး။အဲ့ဒီအချိန်မှာဗုဒ္ဓရောက်လာတော့ဗုဒ္ဓဟာလက်ထောက်ကနေတဆင်မြောင်မင်းကိုနားချပါတော့တယ်။ဗုဒ္ဓဟာလက်ထောက်ကောင်မလေးမှတဆင်မြောင်မင်းကိုချဲလန့်တစ်ခုလှုပ်လိုက်ပါတယ်။ချဲလန့်ကတော့သူ့ရဲ့လက်ဝါးဘော်ကနေခုံထွက်နိုင်ရင်နှက်ပြေကိုအပိုင်ရမယ်လို့ဆိုပါတယ်။မောင်မြင်ရင်ကဘာပေါ်မှာနှစ်လကြာရှည်ပြစ်ထန်ခံရမှာပါ။ ညောင်မင်းလဲတဘောသူကကပပြင်ပတ်တီခုံထွက်လိုက်ပြီးစကြဝဠာအဆုံးလို့ထင်ရတဲ့နေရာကိုရောက်တော့အမတ်သားတစ်ခုကိုလှုပ်ခဲလိုက်ပါတယ်။ဒါပေမဲ့ပြန်ပြုတ်ကြလာတော့အဲအမတ်သားဟာဗုဒ္ဓရဲ့လက်ချောင်းမှာပဲရှိနေတော့ညောင်မင်းရှုံးသွားပြီးလက်ဝါးထဲမှာဖမ်းချုပ်ခံလိုက်ရပါတယ်။ပြီးတော့ကြောက်တုံးအောင်မှာပိတ်ချထားလိုက်ပြီးနှစ်ထီဆိုတဲ့တဘောတရားကိုနားလည်ဖို့တရားထိုင်ဖို့ဆုံးမခဲ့ပါတယ်။ ပြီးတော့ဗုဒ္ဓဟာဒီအရာကမြောင်မင်းရဲ့ဘဝအဆုံးသတ်မဟုတ်ကြောင်းတနေ့ကျရင်ကဘာကြီးကမြောင်မင်းကိုလိုအပ်လာမှာဖြစ်ကြောင်းလက်ထောက်ကောင်မလေးကိုပြောပြခဲ့လိုက်ပါတယ်။နောက်တစ်နေ့ရောက်တော့လက်ထောက်ကောင်မလေးဟာမြောင်မင်းစီအလဲသွားခြင်းမြောင်မင်းကတော့သူ့မကိုမချင်မနှက်တွေဖြစ်နေပါတယ်။လက်ထောက်ကောင်မလေးကတော့ဗုဒ္ဓကဂူပေါက်ကိုပိတ်ချတော့မှမလို့လာရောက်နှုတ်ဆက်ကြောင်းပြောပြပါတယ်။မြောင်မင်းဟာလည်းနမင်းကြီးတွေကိုရန်နှဆမိတာမှအကြောင်းအနေငယ်အတိပြန်ဝင်လာပါတယ်။ လက်ထောက်ကောင်မလေးကတော့မြောင်မင်းကိုဆုံးမနာချကသူမဟာမြောင်မင်းရဲ့မိသားစုဖြစ်ကြောင်းပြောပြီးတန်တုပ်ကိုပြန်ပေးလိုက်ပါတယ်။မြောင်မင်းဟာလည်းအယားအယားသူ့အကျေးဇူးတင်ကြောင်းပြောရင်ကူပေါက်ဟာပိတ်ချသွားခဲ့ပါတယ်။နောက်နှစ်ပေါင်း900ကျတဲ့အချိန်မှာတော့ဖုန်းတော်ကြီးနဲ့နောက်လိုက်တွေဟာမြောင်မင်းကိုလွတ်ပေးဖို့ရောက်လာပါတယ်။မြောင်မင်းကတော့ကဘာကြီးဟာသူ့ကိုလိုအပ်နေပြီလို့ကြွေးကြော်ရင်းအနောက်ရက်တို့ခီးတွားခြင်းအကြောင်းကိုဆက်လက်ဆောင်မြှုပ်ပေးကြပါအောင်ရှင်။